င်္ဂလာပါမြစ်ချနာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းရင်းသားလူမျိုးစုတွေအတန်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဝိုင်းမော်ချီဝေလမ်းမိုင်းကဒွန်မန်တရာပြက်စီးနေတာကြောင့်ယင်ကြီးတွေပေါ်ရိပ်လာရေးခက်ခဲနေပါတယ်ဝိုင်းမော်မြို့နောင်ထိန်ကျေးရွာမှာရှိတဲ့ဆစ်ဆောင်စကန်ကအောင်းသူအောင်းသားတွေအတွက်အောင်းဝင်းဆောင်အပြင်စာရေးခရီးရာတွေလိုအပ်နေပါတယ် ကချင်ပြည်နယ်ကလက်ရှိနယ်စပ်ကုံသွယ်ရေးအခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်မိုင်းမော်ချီဝေးလမ်းပိုင်းကတမန်တရာပျက်စီးနေတာကြောင့်ယင်ကြီးတွေသွားရင်းလာရင်ခက်ခဲနေတယ်လို့ချီဝေးဒေသခံတွေကပြောပါတယ်။ကားကြီးတွေနဲ့တယ်လာတဲ့ကုန်တွေကိုအဲ့ဒီတဒါနာအရောက်မှာရပ်ပြီးတဒါတစ်ဖက်ကန်းကိုကုန်ထမ်းသူတွေကနေတဆင့်တည်ယူနေကြရတယ်လို့အဲ့ဒီလမ်းပိုင်းကိုပြေးဆွဲနေတဲ့ကားဆရာတူကပြောပါတယ်။ လုံးလုံးစေကအမကုန်တင်တဲ့ကာကာကြီးတွေပေါ့ကာကြီးတွေကဖြစ်လို့မရတော့ဘူး။ဒါကတော့သူကဟိုပစ္စည်းပြန်ကိတ်နေတယ်။ကာလီကတော့တော်တော်ရည်တယ်။ကာကြီးဟိုကာလီအတတော်ရတယ်လေ။ not the car ye ye အရပါကြီးနော်မလို့တော့တင်ရတာလေ။တစ်ဖက်မှာလည်းတသားတစ်ဖက်ကအထိကုန်တွေကူးနိုင်ဖို့ကုန်ထမ်းခါတွေပေးရတာကြောင့်ကျွေမြို့တံဘက်မှာကုန်စင်းနှုံးတွေအရင်ကထက်ပုံမြင့်တက်လာနိုင်ခြေရှိနေတယ်လို့လည်းဒေတာခန့်တွေကဆိုပါတယ် ပဝန်နယ်စကိတ်ကနေကုန်ပစ္စည်းတွေဝင်တာရှိပေမဲ့တတူလုပ်ငန်းဆိုင်တွေတွေ့တာဖြစ်တယ်လို့ကြားသိရကြောင်းနဲ့ဒေတာတွင်းပြည်သူတွေကတော့မြစ်ချနာမျိုးနဲ့ဝိုင်းမော်မျိုးဘက်ကကုန်တွေကိုဒါဝယ်ယူရတာဖြစ်တယ်လို့သိရပါဗျ။တွန်ပန်တသားဟာဝိုင်းမော်နဲ့ချစ်ဖွေမျိုးကြားမန်တောင်ကျေးရွာအနီးမှာတည်ရှိတဲ့တသားတစ်စင်းဖြစ်ပြီးအဲ့ဒီနယ်မြေကိုခချင်လွတ်လပ်ရေးတာမတော် KIA ကနေမနစ်ကလေးကတိမ့်ပိုက်ထိန်ချုပ်ထားတာပါ။ပြည်သူတွေတွားရေးလာရေးအတွက်တမကဒေတာတွင်းကုန်စည်စည်းစမှုအတွက်ပါအရေးပါတဲ့တသားတစ်စင်းဖြစ်တာကြောင့် ခရိုင်အနေနဲ့အမြန်ဆုံးပြုပြင်မှုမှန်ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်呃在东方不开了，一在多那很多，个苦在话那工人节，个那个那在买那工买那工人节，但爱你中国人赚钞票，在那嘛买来个赚到在那那了。龙开的三年老个，原来地少他的得大撇皮，皮开的从那上班个，业绩也想撇钱，也带啥看下皮呢？得大呢得大也 concrete 单元，哎乖啦。 ကြိုးကြတာတွေဖြစ်ခဲ့တာပါလွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ KIA ကတရားဖြတ်တန်းသွားလာမှုကိုစောင့်ချက်ပြီးယင်ကြီးတွေကိုဖြတ်တန်းသွားလာခွင့်မပြုတော့ဘဲရင်ငယ်တွေနဲ့ဆိုင်ငယ်တွေကိုသာသွားလာခွင့်ပြုထားပြီးတရားတစ်ဖက်တစ်ချက်မှာယင်ကြီးတွေပိတ်မိနေရလို့လည်းသိရပါဗျဝိုင်းမော်မြို့နောင်ထိန်ကျေးရွာမှာရှိတဲ့စစ်ဆောင်စခန်းကအောင်းသူအောင်းသားတွေအတွက်အောင်းဝစ်ဆောင်အပြင်စာရေးကိရိယာတွေလိုအပ်နေပါတယ် နေစင်စာရေးတောက်ရရအတွက်ရုံးကန်နေရတာကြောင့်ကြောင်းတက်နေတဲ့ကလေးတွေအတွက်လိုအပ်တာတွေမဝင်နိုင်ပေဖြစ်နေရတယ်လို့နောင်ချင်းစစ်ဆောင်စကန်တာဝန်ခံဆရာ ခေါင်တော်ကပြောပါတယ်ကျောင်းလုံးဆိုင်ငယံကွန်မိုက်ဆော့ခေတန်ဘောပန်နီကျောင်းဝဆုံနီအဲဒါနီရာကာရန်ငါမော်ရင်ကာလာလေးဖြစ်တာကြောင့်ကျောင်းအတော်အပြားအတွက်ထီးနေမူကားတွေလည်းလိုအပ်နေပေမဲ့နေ့စဉ်စားစီကျောင်းမတက်နိုင်တဲ့အခြေအနေလို့ဆိုပါတယ် လွန်ခဲ့တဲ့လတွေတုန်းကမြည်ရမတက်သေးတဲ့အချိန်အနည်းငယ်ရွှေ့ကျင်လို့ရပါမယ်အခုအချိန်မှာတော့မြည်ရတက်သွားပြီဖြစ်တာကြောင့်ရွှေ့ကျင်လုပ်ငန်းရနာချရပြီးစခအနီးပတ်ဝန်းကျင်မှာနေစာအလုပ်လုပ်ကင်နေရတယ်လို့ဆိုပါတယ်ဒါအပြင်အိမ်ထောက်စု300လောက်နေနေတဲ့အမိုးကတေးတွေပျက်စီးလာပြီဖြစ်တာကြောင့်တို့မိုးနဲ့အစားထိုးခြင်းပဲမယ်အလူရှင်မရှိတဲ့အတွက်အခက်ကြုံနေရတယ်လို့လည်းတာဝန်ခံကဆိုပါတယ်ဗလာမင်းချင်တတမြောက်ပဲပိုင်းတလျှောက်ရှေ့ ခြေရွာတွေဖြစ်တဲ့လပန်နောင်ချိန်အင်ပေါင်ဟန်ကောအင်ကာကမ်ဘူကွီချူခိုင်ယန်စတဲ့ခြေရွာတွေအတွင်မှာဆစ်ဆောင်စက42ရောက်ဖွင့်နေချာကလူဦးရေ1000ကျော်ခလုံးနေကြတာဖြစ်ပါတယ်အဲဒီစစ်ပေးဆောင်တွေဟာပြီးခဲ့တဲ့2024ခုနှစ်မတ်လပထမအပတ်ကနေစတင်ဖြစ်ပွားခဲ့တဲ့ခရီးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေကြောင့်ဝိုင်းမော်မြို့နယ်အနီးအနားခြေရွာကတိုက်ရှောက်လာသူတွေဖြစ်ပါတယ်။ မြေဆုံတံဖဲဒေတာပဲ့စစ်ကောင်စီတပ်သားတွေအင်အားဖြည့်တင်းနေထိုင်နေတာငါးလလောက်ကြာမြင့်လာပေမဲ့ပြန်လဲထွက်ခွာသွားခြင်းမရှိသေးဘူးလို့ပြောပါရယ်။ရွာရဲ့နေရာအနက်မှာကတုတ်ချင်းတွေတူးခြားတဲ့အပြင်ရွာအဝင်လမ်းတစ်ဖက်စီမှာပါကင်းသည်တွေဆောက်လုပ်နေကြသလိုတတအတွေ့တွေပါထပ်မံရောက်ရှိလာတယ်လို့မြေဆုံတံဖဲဒေတာခန်းရဲ့နီးစပ်သူတူကမြင်ချင်တဲ့သတင်းချန်နယ်ကိုပြောပါရယ်။အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာတံဖဲကျေးရွာအတွင် အင်အားဖြည့်သွင်းလာချိန်ကကချင်နှင်းချင်းခရီးရန်အတင်းတော် KBC နဲ့ကတလစ်အတင်းတော် RC ဖျားချောင်းဝင်းတွေမှာပါကတုတ်ချင်းတွေတူထားကြပြီးနေထိုင်နေကြတာလို့ပြောပါရယ်မြစ်ချနာမြို့နယ်တောင်ဖက်ကျေးရွာအတွင်းတပ်ဆွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေရွာအပြင်ဘက်စီရေလှှရှာတိုင်းကချင်လွတ်လပ်ရေးတမတော် KIA နဲ့ချီတွေ့တိုက်ပွဲဖြစ်ပွားလို့ရှိပေမဲ့လက်တလောအခြေအနေမှာတော့ငြိမ်သက်နေရလို့ဆိုပါရယ် တောင်ခရဒီတာခံပြည်သူအများစုကတော့စစ်ကောင်စီတပ်သားအင်အားဖြည့်တင်လာတဲ့နောက်ပိုင်းကနေစပြီးနှစ်ဖက်စီရေးတင်းမာလာမှာကိုစိုးရင်တဲ့အတွက်အောင်မြင်သာကြေးရောပဲပြောင်းရွှေ့နေထိုင်နေကြရလို့သိရှိရပါတယ်။မြစ်ချနာမြို့ရဲ့မြောက်ဘက်28မိုင်အကွာမြစ်ဆုံဒေသအနီးကတောင်ဖဲ့ရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းပဲဇန်နဝါရီလကုန်ပိုင်းလောက်ကနေစပြီးစစ်ကောင်စီတပ်သားအင်အားဖြည့်တင်တာတွေစပ်တိုက်ဆိုတလို့ရှိလာပြီးနောက်လက်ရှိအချိန်မှာတော့အဒီဒေသဘက်စစ်ကောင်စီတပ်သားအင်အားရာကြီးပိုင်းလောက်ရှိနိုင်တယ်လို့လည်းဒေတာခန်တွေနဲ့နှိစပ်သူကပြောပါတယ် ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့ကချင်ပြည်နယ်မြစ်ချနှမြို့မှာဇွန်လတတိယအပတ်ကစပြီးစစ်ကောင်စီဘက်မိုက်တဲဖုန်းလိုင်းပြန်လည်အသုံးပြုလို့ရနေတယ်လို့မြို့ခံတွေကပြောပါရယ် ကချင်ပြည်နယ်အတွင်း MBT OR2 Adam Mindey စားရဆက်သွယ်ရေး operator ရဲ့ဖုန်းနဲ့ internet line တွေကိုဖြတ်တောက်ထားတာတနင်္လာနေ့ပါအကြာ Mindey ဖုန်း line ရရှိနေရဖြစ်ပြီး internet ကတော့မရရှိသေးပါဘူး။ဒီကျွန်တော်မျိုးအပါအဝင်ကချင်ပြည်နယ်ရတခြားမျိုးနေတွေမှာ Adam နဲ့ MBT ဖုန်း line တွေဟာတချို့နေရာတွေမှာဆက်သွယ်လို့ရနေပေမဲ့ခက်ခက်ခဲခဲကိုဆိုရပြီးတော့ internet line တွေတော့ပြတ်တောက်နေစေဖြစ်ပါတယ်။ ပြည်ကြီးရဲ2024ခုနှစ်ဇွန်လ27ရက်နေ့ကနေစပြီးမကျနာမျိုးအပါအဝင်ကချင်ပြည်နယ်ကမျိုးလင့်တတော်များများမှာ MPG, Ori2, Maintainer အတံစားရဖုန်း operator တွေရဲ့ဖုန်းနဲ့ internet line တွေကိုစစ်ကောင်စီကဖျက်တောက်ခဲ့တာဖြစ်ပါတယ်။ဖုန်းနဲ့ internet ပြတ်တောက်နေတဲ့အချိန်တူနဲ့တူဆက်သွယ်ပြောဆိုဖို့ခက်ခဲနေပြီး online နဲ့ပညာသင်ကြားနေတူတွေခက်ခဲဖြစ်နေတဲ့အပြင်ကုန်စည်စစ်ဆေးမှုနေကွေးတာတွေလည်းဖြစ်ပေါ်နေပြီးတော့ဖက်ဖက်မှခက်ခဲနေတာဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့အင်တာနက်အသုံးပြုနိုင်ရေးအတွက်မေချနာဘကန်စတဲ့မြို့ကြီးတွေမှာ Starlink လို Wi-Fi ဆက်တွေတက်ဆက်အသုံးပြုနိုင်ကြရပြီးအခကျင်းဝေးပေးပြီးတော့အသုံးပြုနိုင်ကြရတာလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းကလက်ရှိနယ်စပ်ကုံသွေးအခြေအနေကိုလည်းတင်ဆက်ပေးမှာ ဖြစ်ပါတယ်။အာနာတိန်ပြည်လေးနဲ့ကြော်လာတဲ့အချိန်မှာကချင်ပြည်နယ်အတွင်းကတရုတ်မြန်မာတရားဝင်နယ်စပ်ကုံသွေးဟာ စေဘရီပခတွေကြောင့်ရပ်တန့်သွားခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာ KIA ပူပေါင်းတပ်တွေရဲ့ကချင်အထူးဒေသတစ်ကိုတင်ပိုက်နေချိန်မှာတရုတ်ကနေနယ်စပ်ဂိတ်တွေအားလုံးကိုပိတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ရပ်တန့်ခဲ့တာပါကချင်ပြည်နယ်မှာတရားဝင်ကုန်သွယ်ရေးစခန်းနှစ်ခုရှိပါတယ်ကမ်ပိုက်တီနဲ့လွယ်ကျယ်ကုန်သွယ်ရေးစခန်းတွေဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA ကထိန်းချုပ်ထားတာပါဒါအပြင်မကြာရန်ပန်ဝါဖီမော်လိုက်စား စားတဲ့တရုတ်နယ်စပ်ဂိတ်တွေကိုလည်း KIA ကပဲအကုန်လုံးထိန်းချုပ်ထားပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလပထမပတ်ကကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIA KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမန်လာရဲ့တရုတ်ပြည်ခရီးစဉ်တပတ်ခန့်အကြာမှာပဲကချင်ပြည်နယ်အတွင်းကတရုတ်မြန်မာနယ်စပ်ဂိတ်တွေကိုပြန်ဖွင့်လိုက်ပါဗျ။ နေဆက်ဂိတ်တွေကိုဖွင့်ထားတဲ့ဆိုပေမဲ့ဂုံပစ္စည်းအဝင်မရှိပါဘူး KIA ထိန်းချုပ်ထားတဲ့အချိန်အတွင်းဒီကနေ့အထိတရုတ်ဘက်က73စီနဲ့အရေးကြီးဂုံပစ္စည်းဆက်ရနေရနဲ့ဆက်ဆက်ပစ္စည်းတွေကိုမတင်သွင်းတော့ပါဘူးစားတော့ဂုံအနှဲငယ်သာတင်သွင်းတဲ့အချိန်တွေပါဒါပေမဲ့မြန်မာပြည်ဘက်ကမြေရှားတပ်တုနဲ့ငပြောတွေကိုတော့တရုတ်ဘက်ကလာတင်ပါတယ်နေဆက်ဂိတ်နော်ဖွင့်ထားတဲ့အမှန်ရုပ်ကြီးကိုတို့ထင်ချင်တဲ့ဟာပဲချက်ခိုင်းလိုက် ဝင်ချတဲ့ဟာပဲဝင်ခနဲ့ဆိုတော့လက်ရှိအချိန်မှာ KIO ထိန်းချုပ်ထားတဲ့ကမ္ဘာဒီမျိုးမှာစူပောင်းဂိတ်တစ်ခုကိုဖွင့်လှစ်လိုက်ပြီးဖြစ်ပြီးပုတ်ကုံတွင်းကုံတွေအထက်ပြည်သွင်းပြည်ပအခွန်တွေကိုစတင်ကောက်ခံတော့မယ်လို့ဆိုပါတယ်။မေလ29ရက်နေ့ကစပြီးစတုံးဂိတ်ကတင်သွင်းတဲ့ပုတ်ကုံတွေကိုပြည်သွင်းအခွန်အနေနဲ့စတင်ကောက်ခံတော့မယ်လို့ဆိုပါတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့မပြောပါဘူး။နေစားဂိတ်တွေကနေဝင်ထွက်သွားလာခွင့်မရရှိသေးတဲ့အပြင် ကုံစိမ့်တွေအ ਨੇ အပါပဲဝင်တဲ့အခြေအနေဒါဖြစ်တယ်လို့ KIO KIA ပြန်ကြားရေးတာဝန်ခံဘုံဝင်ကြီးတော်ကပြောပါတယ်။တစ်ဖက်မှာလည်းတခြားလမ်းပောင်ဝါဘက်ကကုံပစ္စည်းတချို့တင်သွင်းတာတွေရှိနေရလို့လဲကာသမားတွေစီကသိရပါဗျ။တရားဝင်လမ်းကနေတင်သွင်းတာမျိုးတော့မဟုတ်ပါဘူး။ဘယ်လမ်းကြောင်းကနေရောက်ရှိလာတယ်လဲဆိုတာကိုတော့အတိအကျမသိဘူးလို့မြစ်ချနာပောင်ဝါလမ်းကိုပြေးဆွဲနေတဲ့ကားရှယာတူကပြောပါဗျ။ တီယိုဘကဝင်လာတဲ့ကုန်တွေပေါ့တော့ဆက်နေပြီးလည်းပြန်ကဲပြီးတော့မှမတင်အောင်ပြန်ဝင်နေပေါ့အဲ့လိုမျိုးလုပ်နေကြတယ်ကုန်တွေကမျိုးစုံပေါ့ကွာဖဲရခက်စဝင်နေတယ်နဲမောင်းနေမောင်းခုနေဆမ်းနေတော့အဲ့လိုတီတီယိုဝင်လာနေပေါ့ဝင်လာတော့မဟုတ်ဘူးဒါကြောင့်မဲ့ကချင်ပြည်နယ်အတွင်းမှာတရုတ်ကုန်ပစ္စည်းတွေနဲ့စားတောက်ကုန်တွေဈေးမြင့်တက်နေပြီးဓာတ်ဆီတလီတာကို7000ပြည်လက်မြေတိတ်ကို7000တရုတ်ထုတ်ဘက်ထရီဆိုင်ကဲတစ်စီးကို340ဝန်းကျင်အထိရှိနေတာပါ တရုတ်ကုန်ပစ္စည်းကိုအဓိကအားထားရတဲ့ကချင်ပြည်နယ်ဟာတရုတ်ကုန်ပစ္စည်းတွေမဝင်တော့တဲ့အချိန်မန္တလေးဘက်ကဝင်တဲ့ကုန်ပစ္စည်းတွေကိုဈေးကြီးပေးဝယ်နေရပါတယ်။မြန်မာမန္တလေးလမ်းပိုင်းမှာလည်းတိုက်ပွဲတွေကြောင့်မကြာခဏလမ်းပိတ်နေပြီးတေယူရခက်တာကြောင့်73စီအပါဝင်တခြားကုန်ဈေးတွေဟာအခုချိန်ထိရော့ကျမသွားတာဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းတရားဝင်လမ်းကြောင်းကနေတွားနေတဲ့ကြောက်စိမ်း၊နွားတက်စတာတွေဟာအရင်အစိုးရလက်ထက်တွေကတည်းကရှိနေပါတယ်။ Global Witness ရဲ့အစီရင်ခံစာအရကြောက်စိမ်းကနေတနစ်ကို တရားမဝင်အမေရိကန်ဒေါ်လာ33ဘီလီယံဖို့တွန်းနေတယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကလေးကနှစ်တိုင်းတူးဖော်မှုတွေရော့ချသွားတာမရှိတဲ့အပြင်အာနာသိမ့်ပြီးနောက်ပိုင်းမှာလည်းတရားမဝင်တွာလာတာတွေပိုများလာတယ်လို့ဒေတာခဏီကသုံးသပ်ကြပါတယ်။အတိအကျတော့ခံမှန်ပြောဆိုဖို့ခက်ပါတယ်။အရင်ကလေးကလည်းတရားမဝင်ပို့တာတွေများခဲ့ပြီးနေဆက်တွေကို KIO ထိန်းချုပ်လိုက်တဲ့ရှစ်လလောက်အတွင်းမှာလည်းပုံမှန်ကားပြေးဆွဲနေတဲ့သူတွေရှိတဲ့အပြင် တရားမဝင်လမ်းကြောင်းကနေဂုံပစ္စည်းတင်ဖို့တင်သွင်းလုပ်နေသူတွေလည်းအရင်ကအတိုင်းပုံမှန်ရှိနေတယ်လို့မြင့်ချနာဒေတာခန်တွေဝိုင်းမော်ဒေတာခန်တွေနေဆက်ပောင်းဝါကမ်ပိုင်ဒီယာပြည်သူတွေနဲ့တသိန်းအရင်းမြစ်တွေကိုမေးကြည့်တဲ့အခါဖြေကြပါတယ်ကျွန်တော်ကတော့မသိဘူးเนาะအဲမရှိဘူးလို့လည်းကျွန်တော်ပြောပါဘူးအဲရှိတယ်လို့လည်းကျွန်တော်မပြောဘူးเนาะဒီအရာတွေကတော့ကျွန်တော်တို့ကတော့ဘာမှမချမိအောင်မြန်မာမဟာပြူဟာနှင့်မူဝါဒလေးလာရေး Institute ISP မြန်မာရဲ့ 2024ခုနှစ်အောက်တိုဘာလထုတ်ပြန်ချက်အရစစ်ကောင်စီထိန်းချုပ်နေချိန်လွှဲကြဲနေဇက်ကုံတွေရေးစခန်းကနေတနေ့ကိုပြန်မြအမေရိကန်ဒေါ်လာ3.36တန်းနဲ့ကမ်ပဏီစခန်းကနေ3.36တန်းရှိရလို့သိရပါတယ်တဟာ2022ခုနှစ်ဖေဖော်ဝါရီလကနေ2024ခုနှစ်ဇွန်လအထိစစ်ကောင်စီထုတ်ပြန်တဲ့အချက်လက်တွေကနေပြန်မြတ်တွက်ချက်ထားလို့ဆိုပါရယ်။ဒါကြောင့်အဲ့ဒီစခန်းနှစ်ခုပေါင်းကနေတနစ်ကိုပြန်မြတ် အမေရိကန်ဒေါ်လာတန်300ကျော်ဖို့ကုန်သွယ်မှုပမာဏရှိနေရလဲဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်မှာကုန်သွယ်ရေးစခန်း9ခုရှိပြီးတိုင်းတုံစခန်းကလွှဲရင်ကြံကမ်ပိုက်တီလွှဲချက်မူဆဲ105မိုင်ချင်းရွှေဟော့စခန်းတွေကိုဒေါ်လာရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ဒေါ်လာရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စခန်း၄ခုမှာအနာသိမ်းပြီးနောက်2024ခုနှစ်ဇူလိုင်လအထိကုန်သွယ်မှုတန်ဖိုးဟာ30ဘီလီယံလောက်ရှိခဲ့လို့ ISB ကဆိုပါတယ်။အဲ့ဒီပမာဏဟာနိုင်ငံခြားနယ်စပ်ကုန်သွယ်မှုတန်ဖိုး 69ရာခိုင်နှုန်းရှိလို့ပြောဆိုထားတာဖြစ်ပါတယ်အခုဆိုရင်တော့အဲ့ဒီကုန်သွယ်မှုတွေဟာရပ်တန့်သွားသလောက်ရှိနေပါပြီလက်ရှိအချိန်မှာတော့ KIO အနေနဲ့သူတို့တိမ့်ပိုက်ထိန်းချုပ်ထားတဲ့ပန်ဝါဒေတာဘက်မှာမြေရှားတပ်တုဆက်လက်တူးဖို့ထုတ်လုပ်နိုင်ဖို့အခွန်စနစ်တွေကိုညှိနှိုင်းလှုပ်ဆောင်တာတွေရှိနေပြီးတင်ပို့ဖို့လည်းစီစဉ်နေပါတယ်တိုက်ပွဲဖြစ်ပေါ်တဲ့အချိန်ကနေဒီကနေ့အထိတော့တပ်တုလုတ်ကွက်အများစုကိုပိတ်သိမ်းထားရလဲဖြစ်ပါတယ် ။အာကျွန်တော်ဒီမိုက်ချရန်လိုက်စားပဲမတော့မရှိဘူး။ဟိုပါမပဲမှာအတော့ဘလူးလာမတည်ဘူးအတွက်ကလား။အလုပ်တော့လုပ်နေပြီလို့တော့ပြောတယ်။ ISP မြန်မာရဲ့သူတေသနာပြုလေလာချက်တွေအရကချင်ပြည်နယ်ကျဖွေနဲ့မုံမောင်းမြို့နယ်တွေမှာမြေရှားတပ်တုအ धिक တူးနေတဲ့လောက်ကပ်ပေါင်း390ထက်မနည်းနဲ့တပ်တုပြောရေးကန်2900ထက်မနည်းရှိလာတာကိုတွေ့ရပါတယ်။အဲ့ဒီလောက်ကပ်ပေါင်း240ကျော်ဟာစစ်တပ်အာဏာသိမ်းပြီး၄နှစ်အတွင်းမှာအတိတ်တိုးချက်လာတာပါ။ ဒီလိုကွက်တရေကျေပြတ်မှုဟာစင်ကာပူနိုင်ငံချက်ကိုကြီးပါတယ်မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကို မြေရှားတပ်တုတန်ချိန်2သိန်း9000ကျော်တင်ပို့ခဲ့ပြီးအဲ့ဒီထဲကတန်ချိန်3သိန်း9000ကျော်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတင်ပို့ခဲ့တဲ့ပမာဏဖြစ်ပါတယ်ဒါရီဟာ KIA ကအထူးဒေတာတိတ်ကိုမသိမ်းပိုက်ခင်စစ်ကောင်စီနဲ့ BGF တို့ထိန်းချုပ်ခဲ့တဲ့အချိန်ကပို့ခဲ့တဲ့ပမာဏဖြစ်ပါတယ်အခု KIO ထိန်းချုပ်တဲ့အခါမှာလည်းဘလို့တင်ပို့ပြီးဘလို့အခွန်စနစ်တွေနဲ့လုံးမလဲဆိုတာကိုစောင့်ကြည့်သွားရမယ့်အခြေအနေလည်းဖြစ်ပါတယ် လက်ရှိအချိန်မှာတော့ကချင်ပြည်နယ်ရဲ့စစ်ရေးစီးပွားရေးအရာအရေးပါတဲ့ဒုတိယမြို့တော်ဗမော်မြို့ကိုတင်ပိုင်နိုင်ဖို့ KIA တပ်ဖွဲ့တွေစ조사နေရ6လကျော်လာပါပြီ။တခြားဖက်ကန်ဝိုင်းမော်အင်တော်ကြီးဒေတာဘတ်တွေမှာလည်းတိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေပါတယ်။ဗမော်မြို့ကိုစတင်တိုက်ခိုက်တဲ့အချိန်တရုတ်ဘက်ကနေအပြည့်ရဖို့တိုက်တွန်းပြောဆိုနေရလဲဒီကနေ့အထိဖြစ်ပါတယ်။ဘူချုံဘန်လာရဲ့တရုတ်ပြည်ကိုတွားတဲ့ခရီးစဉ်တွေမှာလည်းတရုတ်ဘက်ကနေဆက်တည်ငင်ရေးကိုဦးစားပေးလုပ်ဖို့ထပ်တလဲလဲပြောတာကိုလည်းတွေ့ရပါတယ်။ ဒါပေမဲ့တိုက်ပွဲကတော့ရပ်တန့်မသွားပါဘူး။တရုတ်အနေနဲ့သူတို့လိုချင်တဲ့အပြစ်ရဆဲတစ်ခုကိုလုံပြမှသာအ धिक ကုန်ပစ္စည်းတွေဖြစ်တဲ့73စီရင်းနဲ့ရန်တရာစတာတွေကိုတင်သွင်းခွင့်ပြုမယ်လို့လည်းယုံကြည်ရပါတယ်။နေဆက်တလျှောက်နဲ့ကချင်ပြည်နယ်အတွင်းမှာစီရေကျပြန့်လာတဲ့၍နေဆက်ကုန်တွေဂိတ်တွေမှာကုန်ပစ္စည်းတွေတင်သွင်းခွင့်ပြုအောင်မှာမဟုတ်ပဲပြည်သူလူထုကတော့ကုန်စည်နှုန်းကြီးမြင့်မှုတန်ကိုဆက်လက်ခံစားကြရအောင်မှာဖြစ်ပါတယ်။ မြစ်နာသတင်းကြော်နဲ့ TV အစီအစဉ်ကိုအပတ်စဉ်ဂျာတာပရိနေ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်နာသတင်းကြော်နဲ့ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။